နောင်ကျော်လို့နာမည်ပေးထားတဲ့ကြောင်လေးကချင်းမိုင်မြို့နားမှာရှိတဲ့မှက်ခါပေါ့နော်ဒီမှက်ခါအာကနယ်ဆိုတဲ့မြောင်းနှဘေးမှာအိတ်နေတာပါတိတ်မကြခင်မှာပဲလူငယ်တစုကအဲ့ဒီနေရာကိုရောက်လာပြီးတော့ဒီအိတ်ထဲကတယောက်ကပေါ့နော်ဒီကြောင်လေးကိုရေမြောင်းလေးကိုကန်ချလိုက်ပါတယ် ဲ့ဒီအဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ CCTV ရုပ်ပုံနဲ့အတူနောင်ကျော်ရဲ့ပိုင်ရှင်ကရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ရဲစခန်းကဒီဖြစ်ရက်ကိုရာဇဝတ်ပုံမှဒီ381နဲ့အမှုဖွင့်ပြီးတော့ကြောင်ကိုကန်ခဲ့တဲ့လူကိုလိုက်ရှာပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့မှာတော့ချင်းမိုင်မြို့နာကဒီ ဒရိုင်လော်လို့ဆိုတဲ့နေရာမှာနေတဲ့ဒီအသက်16နှစ်အရွယ်လူငယ်တစ်ယောက်ကကြောင်ကိုရေမြောင်းထဲကိုကန်ချလိုက်တာသူဖြစ်တယ်ဆိုပြီးတော့ရဲစခန်းမှာဝန်ခံခဲ့ပါတယ်။သူကတော့မြန်မာနိုင်ငံသားဖြစ်ပြီးတော့ထိုင်းသတင်းတွေမှာဆိုလို့ရှိရင်တော့ chai sai ပေါ့နော်ဒီမောင်ဆိုင်လို့ဖော်ပြကြပါတယ်။ ပုံမှန်38ဆိုတာကတော့2014ခုနှစ်မှာအတည်ပြုခဲ့တဲ့တိရစ္ဆာန်တွေအပေါ်ရက်ဆက်မှုဥပဒေပုံမှန်ဖြစ်ပါတယ်။ဒီပုံမှန်ကိုကျူးလွန်တဲ့သူကိုတော့တလားထက်မပိုတဲ့ထောင်ဒဏ်၊ဒါမှမဟုတ်လို့ရှိရင်ဘဏ်ငွေတထောင်၊တထောင်ထက်မပိုတဲ့ဒဏ်ငွေ၊ဒါမှမဟုတ်အာ ထောင်ဒဏ်ရောငွေဒဏ်ရောနှစ်ခုစလုံးကြာခံဖို့ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ဒါကြောင့်ကျမတို့တွေအနေနဲ့ဒီတခြားနိုင်ငံတွေမှာနေထိုင်ကြတဲ့အခါကြလို့ရှိရင်ဒီမြန်မာနိုင်ငံသားတွေအနေနဲ့အဲ့ဒီနိုင်ငံတွေရဲ့ဥပဒေတွေကိုတည်ပြီးတော့နိုင်နာဖို့လိုအပ်ပါတယ်ရှင်။